ချက်တာတရ65မှာတော့ဘတ်စတမတ်ချင်အတင်းကတဖန်ပြန်ပြီးတော့တိုက်စစ်ဆင်ခဲ့ပါပြီ။အီစာကီကဆမ်ပြူဘတ်ချစ်ရဲ့အလင်းအောင်ဝါမြုပ်ပြီးတော့ဘတ်စတမတ်ချင်ကသူနဲ့ထိုက်တန်နေဆိုတော့ပြတ်သားဖို့တွေးနေမိပါတယ်။ဆမ်ပြူဘတ်ချစ်တဲ့ကောင်းတဲ့နေရာကိုရကျင်နေဆိုရင်သူ့ထက်အရင်ကိုသွင်းရမယ်ဆိုပြီးတော့တွေးနေတော့မှာပဲ။ဆမ်ပြူဘတ်ချစ်ကမြန်ဆန်လာတဲ့အချိန်နဲ့တဟုန်တို့ပြေးထွက်သွားပြီးတော့အမြင့်ဆုံးအမြန်နှုန်းကိုရဖို့အတွက်ခဏလေးပဲအချိန်ယူလိုက်ရပါတယ်။ဂျာမန်ဂီးလီကအဲ့ဒါကိုမြင်ပြီးတော့အဝေးကနေဘောလုံးလှမ်းပေးလိုက်ပါတယ်။ပေးလိုက်တဲ့ဘောလုံးကိုလည်းဆမ်ပြူဘတ်ချစ်ကဘောလုံးကိုခန္ဓာကိုယ်နဲ့ကပ်ပြီးတော့ ဆွဲထုတ်သွားပါတယ်သူ့ရဲ့ physical နဲ့မြန်လုံးတဲ့အရှင်တွေကြောင့်ခဏလေးအတွင်းမှာသူ့ရဲ့လမ်းကြောင်းကိုစိုးမိုးနိုင်တော့ပါတယ် dribbling လုပ်နေတဲ့ဆက်တစ်ခုလိုဖြစ်နေပြီးတော့อีซากิရတော့ဘာချစ်ပါထပ်လုပ်မလဲဆိုတာမခက်မိုင်းနိုင်တော့ပါဘူးဘာချစ်လို့လူထက်ပိုကောင်းတဲ့နေရာကိုရဖို့ဆိုတာသူ့အတွက်အခုချိန်မှာလုံးဝမဖြစ်နိုင်ပါဘူးยีซาฮองကတော့ပြန်လာရင်လာအောင်မယ်อีซากิရတော့ဘာချစ်ကိုဝါမြေဘူးဆိုတာမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့อีซากิငငယ်ကလေးကဘာချစ်တဲ့ကောင်းတဲ့ကစားကွက်မျိုးမစင်စားနိုင်လို့ပါတကူတော့စိုးသွမ်းနေတဲ့ဘာချစ်ကိုတားဖို့အတွက်လေဗင်ညိုကရောက်လာခဲ့ပါတယ် ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာချီကတော့တုံဆိုင်နေမှာမဟုတ်ပါဘူး။အီစာကီကငယ်ကလေးကအားကြလာခဲ့ရတယ်။ဘာချီရဲ့အကြောင်းအားလုံးထပ်ပို့တည်ပြီးတော့ဘာချီရဲ့အကောင်းဆုံးလက်နက်ကသူ့ရဲ့ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်လည်းမဟုတ်တလို့သူ့ရဲ့ပြီးပြည့်စုံတဲ့အုံနာလည်းမဟုတ်ပါဘူး။လေဝင်ညိုကဖျက်တိုက်လိုက်တာတော့မဖြစ်နိုင်တဲ့ဂိုးတွေကိုဘယ်ခြေတော်နဲ့မဆိုကန်သွင်းနိုင်တဲ့ဖျားကပေးထားတယ်။ငွေကလေးကနှစ်ဖက်တန်လာတဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ခြေတော်နှစ်ဖက်လုံးကနေဒုံးကြီးတွေလိုပြင်းထန်တဲ့ကန်ချက်ကိုကန်နိုင်ပြီးတော့ ။ဣဇာကိငငယ်လေးကလေးကအားကြခဲ့ရတဲ့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုစံဖြူပါရှိဆိုတာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဆိုရင်ရလေကမ္ဘာပေါ်မှာလူအနေချင်းတာရှိတယ်။တခြားသူတွေကတန်တဲ့၆နဲ့ပဲစံဖြူပါရှိကနှစ်ဖက်လုံးနဲ့လုံးနေပါတယ်။ပါရှိရဲ့အဲ့ဒီလက်နက်ကတော့သူ့ရဲ့တစ်ခုလည်းတော့ပြိုင်မက်ခင်လက်နက်တစ်ခုဖြစ်ပါတယ်။အခုဆိုရင်တော့အချိန်သုံးနှစ်လည်းပြည့်သွားပြီမလို့မာစတာနဲ့အလုံးကလူစားပြန်လဲရတော့မှဖြစ်ပါတယ်။ချီပဲမင်းရဲ့ဖင်အောင်နှစ်ဖက်တန်းလား။တားရှူထုတ်တဲ့စိတ်ယူပဲ။မင်းပြောနေရလွတ်လပ်မှုဆိုရဲ့အရာယူကိုမင်းတည်ပေးနိုင်လို့လားလက်ပြလိ။ဆိုပြီးတော့တရားတခွန် beef နေကြပါတယ်။ အခုဆိုရင်တော့နှစ်ဖက်လုံးအတွက်အနိုင်ရရှိဖို့တကိုးပဲလိုတော့တဲ့အတွက်ကြောင့်ဘာချစ်ကကပ္ပတိန်အမေရိကနဲ့လူစားလဲဖို့ဆုံးဖြတ်လိုက်ပါတယ်ဝိုက်ကန်ရဲ့အတုခိုးသမားလေးလူသွေးဆိုရင်ရောမေသူရဲ့လှုပ်ရှားပုံမျိုးအတုခိုးနိုင်မယ်လို့ထင်ရလားဘာချစ်ပြောတဲ့အတုခိုးသမားလေးဆိုတော့ကပ္ပတိန်အမေရိကကနောက်အပိုင်းမှာရှင်းပြပါလိမ့်မယ်အီစာကီနဲ့ကပ္ပတိန်အမေရိကတို့အတွက်ဒီအခွင့်အရေးကနောက်ဆုံးအခွင့်အရေးပဲမလို့ဘလူးလော့တွေမှာအသက်ရှင်နေတယ်ဆိုရင်နမက်တွေနဲ့တက်တီပြကြဆိုပြီးတော့ဆမ်ပီဘာချစ်ကပြောပါတယ်ငါ့ကိုဆမ်ချောင်းနဲ့အီစာကီအေးမင်းလည်းအတူတူပဲ ဆိုပြီးနောက်ဆုံးလိုတဲ့ကိုနေ့အလုံးအသွင်းဖို့ကြိုးစားကြရင်နဲ့ chapter 165ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ် chapter 166မှာတော့နှစ်ဖက်လုံးကသုံးမတ်အနိုင်မှာငကိုးစီတွင်းထားကြပြီမလို့နောက်ထပ်တကိုးဆိုရင်နိုင်ပါပြီကပတိန်အမေရိကနဲ့အီဇာကီနေ့အလုံးဘသူပဲဂိုးတွင်းတွင်းတွင်းနေသူကတော့ပထမလိုင်းရမှာထဲတွင်းကစားခံရမှာပါအီဇာကီကကပတိန်အမေရိကကိုဘာချစ်ကဘာလို့သူခိုးကောင်လို့ခေါ်ရလဲလို့မေးပါတယ်ကပတိန်အမေရိကကဘာအတွက်လဲဆိုတော့မင်းရောအနိုင်ယူနိုင်ဖို့အတွက်ပဲအဲ့ဒီအတွက်ကြောင့်ငါ့ကိုဘာဖြစ်သွားလဲပြောပြဆိုပြီးတော့အီဇာကီကမေးလိုက်ပါတယ်ကပတိန်အမေရိကက ဝိုက်ကပ်ပတ်တယ်ဆိုတာဘာချစ်လူမျိုးခန္ဓာကိုရအောင်ဖန်တီးတဲ့စံတမှုတစ်ခုပဲဖြစ်ပါတယ်ပြည်ထောင်နယ်တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီးတော့ဘာချစ်နဲ့အတူဆုံးခန္ဓာကိုရတဲ့သူကအနိုင်ရရှိမှာဖြစ်ပါတယ်အီဇာကီကထပ်ပြီးတော့တည်ကျင်ပေမဲ့ကပ္တိန်အမေရိကအဲ့လောက်နဲ့ပဲရက်လိုက်ပြီးတော့အခုဆိုရင်ဒီအသင်းထဲမှာဘယ်သူကမှအီဇာကီလိုကောင်လူပေးမှာမဟုတ်ကြောင်းအဲ့ဒါကြောင့်ငါ့ကိုအနိုင်ယူမဲ့စားကိုကိုကိုပဲစိတ်ပူနေစမ်းပါလို့ကပ္တိန်အမေရိကကပြောလိုက်ပါတယ်ကပ္တိန်အမေရိကသူ့ရဲ့ခြေတော့ဘယ်ခြေတော့နဲ့မဆိုကန်နိုင်နေရတာဘာချစ်ရဲ့ပလေးစတိုင်ကိုကော်ပီနေခဲ့လို့ဆိုတာအီဇာကီကနားလည်သွားပါတယ်ဒါပေမဲ့လေဘာချစ်ရဲ့ level လောက်မနှိမ့်ဆက်သေးတာမလို့ ငါ့ကိုနှိမ်ပြီးတော့လာမပြောနဲ့လေးလိုက်တော့သူရဲကောင်းလေးဆိုပြီးတော့อีซากิยะခက်ချီချီပဲပြန်ပြောပါရယ်တက်တီပြဖို့အတွက်နောက်ဆုံးကိုငါပဲတွင်ရမယ်ဆိုပြီးတော့อีซากิยะကျောင်းကနေပွဲစဉ်ရတော့ပြန်လဲစတင်ပါပြီရအောင်ယူကြည့်လိုက်อีซากิဘာချီတာရဲ့အလင်ခေါက်တွေကယူကျင်စရာကောင်းလာအောင်မြန်ဆန်နေပြီးတော့ဆက်နေအောင်မယ်ဆိုရင်လဲဘာမှဖြစ်လာမှာမဟုတ်လို့တော်ပြီးတော့လှူလိုက်တဲ့အခါမှာတော့ဘာချီတာအိုဒီယာကိုလှူပေးပြီးတော့ဝတ်ထုပုံစံနဲ့อีซากิကိုကြော်ဖြတ်သွားပါရယ်ဘာချီတာကိုရန်ကအတင်းရဲ့စီချက်ဖြစ်ပြီးတော့အဲ့ဒီစီချက်ကိုဖျက်ဆီးဖို့အတွက်ဂရင်ကလာနေပြီးတော့ ဖြတ်ထုတ်တဲ့ green ကိုလည်းအသာအရပဲလိန်ခောက်သွားပါတယ်ကပတိန်အမေရိကလည်းဘာချီတာကိုတားဖို့ရလာပြီးဘာချီတာကဖမ်းနိုင်ရင်ဖမ်းဆန်းဆိုပြီးတော့ rainbow villain နဲ့ကြော်သွားပြီးတော့ကြော်နိုင်ပြီလို့ထင်နေတော့မှာပဲဂျာမန်ဂေးလေးကဖြတ်လူသွားပါတယ်သူညီတဲ့စီချက်တစ်ခုဟာအမြဲတမ်းအလုပ်ဖြစ်နေမှာမဟုတ်ဘူးဆိုပြီးတံပြန်တိုက်စစ်ကိုပြန်ဆက်တင်ပါတယ်ဂျာမန်ဂေးလေးကသူ့ကိုပေးမှာမဟုတ်ပဲခိုင်ဇာစီကိုပဲပေးမှာဆိုတော့တိနေတဲ့အီဆာဂေးကဖြတ်လူလိုက်ပြီးတော့ကိုယ့်ရဲ့အကော်ဝေးကသူကန်လို့ရမယ့်နေရာနဲ့အများကြီးဝေးကောက်နေတဲ့အတွက်ကြောင့်လိန်သွားရမလားအယောင်ပြရမလားဆိုပြီးပြန်များနေတော့မှာပဲတပည့်အတင်းရဲ့ခန်းစစ်ကစားသမားရလာခဲ့တဲ့အတွက်ကြောင့်ကန်ထည့်လိုက်တဲ့အခါမှာ ကန်ချက်ကအကခံလိုက်ရပြီဘောလုံးကိုခိုးလိုက်နိုင်ပေမဲ့ခိုင်စာအတွက်ရည်ရွယ်ထားတဲ့ဘောလုံးဘာဆက်လို့ရမလဲမစင်စားနိုင်ဖြစ်နေပါတယ်ပြန်ကန်ထွက်လာတဲ့ဘောလုံးဂရင်းရရရှိသွားပေမဲ့အီစာကီကိုဘောလုံးပေးမှာတော့မဟုတ်ပါဘူးအဲ့ဒီတော့တရယောက်ကဂိုးတင်သွားပြီးပွဲမပြီးခင်မှာဂိုးရဖို့နီလန်အစ်စ်ကိုရှာတွေ့ဖို့လိုနေပါပြီနေယောအဲ့ဒီတော့အချိန်မရှိဘူးဒီတိုင်းဆိုရင်ငါဘာမှမလုပ်ရသေးခင်မှာပွဲရပြီးသွားလိမ့်မယ်ငါ့ရဲ့တရှိမှုကိုပြသဖို့အတွက်အခုချိန်မှာလိုအပ်နေတာ flow ဝင်ဖို့အတွက်ပဲအဲ့ဒီအရာနောက်ဆုံးပျောက်ဆုံးနေတဲ့အပိုင်းစားပဲ ဆိုပြီးတော့အီဆာဂီတယောက်ကဖလိုရဲဝင်ရင်းနဲ့ chapter 166ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ် chapter 169ခုမှာတော့ဘာသာအသင်းရဲ့ goal area နားမှာ buster manchin ရလူရဲ့အကုန်လုံးစုပြုံနေကြပါပြီ captain america ခိုင်စာနဲ့ရှင်ပြီးတော့ဘောလုံးကိုလူဖို့ကြိုးစားနေတာကိုမြင်တဲ့အတွက် green ကနောက်မှရှိတဲ့ next ကိုပဲဘောလုံးပေးလိုက်ပါတယ်အဲ့ဒီပေးဖို့မှုကိုအီဆာဂီကထပ်ပြီးဖျက်လို့သွားပြီးတော့ဘာချီရာရောက်လာတဲ့အတွက်နှစ်ယောက်သားထိတိုက်တွေ့နေကြပါပြီဘာချီရာငါမင်းကိုကန်ခွင့်ပေးမှာမဟုတ်ဘူးပြီးတော့မင်းလည်းဒီကနေမကန်နိုင်ဘူးမလားအီဆာဂီယိုချီပိတ်ထားစမ်း ငါရဲ့အကန့်အသတ်ကိုငါသိတယ်ငါရဲ့ခိုးရပါကိုမမြင်နိုင်ဘူးဆိုပေမဲ့ခိုက်စားအဝမ်းမြူဖို့အတွက်ငါလုံနိုင်တယ်ဗျအကုန်လုံးပါဆိုပြီးဖိန်ခံချက်နဲ့ဘာချီတာကိုကြော်တက်သွားပါတယ်ငါ့ရဲ့နံပါတ်တက်ချင်နေဆိုပြီးငါ့ရဲ့ twin ကိုခဏဘေးဖေထားမှရမယ်ဆိုပြီးတော့တရရခိုးရဖို့အီဇာကီကလုံနေပါတော့တယ်ခိုက်စားကလည်းဘောလုံးပေးဖို့ space ရှာပြီးတော့အိုးမင်းခိုက်စားကိုပေးမလို့မလားခိုက်စားကိုအဆစ်ပေးပြီးတော့မင်းရဲ့နံပါတ်တွေကိုမြင်မလို့မလားတော်ရဲချစ်တာဖေကြီးကိုပေးလိုက်တော့ဘာလားမင်းတို့ကောင်ငါဘာလို့ပေးရမှာငါ့ရဲ့စင်ကုန်မှုက မေးမဲ့ခုနီကမီကဲအခုမင်းကိုမင်းတက်တည်ပြလိုက်တော့ခိုင်စာနဲ့ဘတ်စတာမန်ချင်တဲ့ရင်လုံးအနိုင်ယူဖို့နောက်ဆုံးအပိုင်းရမင်းရဲ့ညာချီတော့ပဲခုနီကမီအဲ့လိုပဲခုနီကမီရဲ့ဘဲချေကန်ချက်နဲ့အတူဘတ်စတာမန်ချင်က၃ခု၂ခုနဲ့ဘာချာအသေးအောင်နိုင်ရရှိခဲ့ပါတယ်ချက်ပတာ168မှာတော့ ကပ္ပတိန်အမေရိကရဲ့အတွင်းကုန်းနဲ့အတူတောင်းကုန်းငကိုးဆိုတဲ့ရလနဲ့ဗတ်စတာမန်ချင်းအတင်းကအနိုင်ရရှိခဲ့ပါတယ်ကပ္ပတိန်အမေရိကအီဇာကီမင်းကဘာလို့လူပေးခဲ့ရလဲမင်းကပေါ့ကျွေးလဲမတင်မိပါဘူးအီဇာကီကတော့ငါမင်းကောင်းကျိုးအတွက်လုပ်ခဲ့တာမဟုတ်ပဲငါကောင်းကျိုးအတွက်ငါလုပ်ခဲ့တာလို့ပြောပါတယ်ငါတို့နှစ်ယောက်လုံးကတယောက်တည်းကိုမသွင်းနိုင်ဘူးအဲ့ဒီတော့အခုလိုလုပ်ဖို့ဆုံးဖြတ်လိုက်ရတာပဲအဲ့ဒီတော့မင်းရဲ့ဖြည့်ရှင်းနီးရငါ့ကိုလူပေးတာပေါ့မင်းကတော့တိုက်စိတ်မှုအနေနဲ့ကြာရှုံးသွားပြီပဲဘာချီရာရလာပြီးတော့တကယ်ကောင်းတဲ့ကိုပဲအမ်အဲ့ဒီစကားကိုလူပေးလိုက်တဲ့သူကိုပြောရမှာမဟုတ်ဘူးဆိုပေမဲ့ မင်းရွေးချယ်လိုက်တဲ့ဂုံးမလို့ငါမင်းကိုအပြစ်မတင်ပါဘူးဒါပေမဲ့ဘာလို့ခုနီကမေကိုရေးလိုက်တာလဲခိုင်စာကပိုကောင်းတဲ့နေရာမှာရှိနေတာ哦အဲ့ဒါဘာလို့လဲဆိုတော့ငါခိုင်စာရဲ့နေရုံမဖြစ်ရှင်လို့ပြီးတော့ခုနီကမေရဲ့ညာခြေကန်ချက်ကအသေးနဲ့မှဘယ်သူမှမသိတဲ့ကန်ချက်ပဲအဲ့ဒါကြောင့်မို့ခုနီကမေရဲ့ဘဲခြေကန်ချက်ပေါ်မှာငါလောင်းကြီးထက်လိုက်တယ်ပြီးပြီဒါဆိုရင်တော့နောက်တစ်ခါကိုကိုကိုပဲရဖို့ကြိုးစားနေတယ်အတ္တသမားတွေလို့ကိုင်းထဲမှာတွေ့ကြရအောင်အေးဟုတ်ပြီပါချီတာငါစောင့်နေမယ်ငါမင်းကိုအမိလိုက်ခဲ့မယ်မင်းရဲ့စင်ပေါ်မှာ တိုက်စစ်မှုတယောက်အနေနဲ့ဆိုပြီးတော့တငယ်ချင်းတယောက်ပြန်လည်တိစုံနေကြတော့ဂျာမန်ကီးလေးကဟာဘယ်သူကတိုက်စစ်မှုလဲအီစာကီမင်းကငါ့ရဲ့နေရာကိုခိုးသွားရင်လည်းမကောက်ခိုင်စာကိုပေးရမယ့်အစားကိုရဖို့အခွင့်အရေးနဲ့တဲ့လိမ္မော်အောင်လူသားအောင်ပေးခဲ့အဲ့ဒါတကူကောင်းဆန်ပြီးတော့အတုံးမကျတဲ့နီလန်ပဲမင်းဘာလို့ဘောလုံးဆက်ကန်နေတည်ရလဲအီစာကီဝေးကြီးအီစာကီကခွန်နီကာမီနဲ့ငါအဲ့ဒီဂိုးနဲ့အနိုင်ရအောင်လုပ်ပြီးတော့တက်တည်ပြနိုင်ခဲ့လေအဲ့ဒါအသင်းရဲ့လမ်းစဉ်မဟုတ်လားငါပြောချင်တာဒီအသင်းကိုခိုင်စာပိုင်တာမင်းနားမလည်ဘူးမလားဒါဆိုလဲငါအပိုင်လုပ်ပြမယ်လေမင်းကငါ့ကိုဆက်ပြီးတော့ဒေါသထောက်အောင်လုပ်နေရပဲလူပြက်လေး တာကြီးတို့စိတ်လျှော့ကြပါဟထထိုးရမယ့်စကားဝန်းကိုခိုင်စားပဲပြန်ထိလိုက်ပြီးတော့အဲ့လိုမလုပ်အောင်လေနက်ကိုကမှားနေတယ်ဆိုရင်တောင်းပန်ပေးရမယ်လေတောင်းပန်ပါတယ်အီဇာကီမမေကိုအထင်လွဲသားခဲ့တကယ်တော့မင်းကလူပြဲမဟုတ်ဘူးပဲပူကောင်းတဲ့နေရာတစ်ခုပေးမယ်အဲ့ဒီလိမ္မာအောင်ကောင်လေးကသူများရဲ့အောင်မြင်မှုကိုခိုးတဲ့ဓမြခေါင်းဆောင်ဆိုရင်မင်းကသူ့ရဲ့နောက်လိုက်ပဲအီဇာကီအဲ့ကောင်နေကြက်မပြည့်ဘူးလားအီဇာကီကလည်း92ကြောင်နေတဲ့ခိုင်စားအောင်ကောင်းပြီငါလည်းမင်းကိုပူကောင်းတဲ့နေရာတစ်ခုပေးမယ်ငါဓမြတိုက်တာခံလိုက်ရတယ်ကိုသလုံးပြင်းဆိုရင်ရောဘလို့လဲအိုး မင်းလောက်တာငါကြောချမ်းကုန်ပြီအဲ့ဒီအချိန်မှာပဲဆရာအိုးမုခွတ်ကစကရီးအနေပေါ်လာပြီးတော့ပထမဆုံးပွဲစဉ်မှာလှုပ်သွားတာကောင်းတယ်ဘလို့လဲဘလို့လို့ကမ္ဘာအဆင့်ပြိုင်ပွဲကဘလို့လဲอืมစပစ်တီးဖျော်ကြီးကကောင်းတယ်ဟာဒီဘဲကဒီအချိန်မှာတော့အေးစိတ်ချေးနိုင်နေတာပဲ professional တွေရဲ့ကမ္ဘာခုံလူထိုင်ရတဲ့ game လို့ပဲကစားသမားတွေကအတင်းထဲဝင်ဆန်သွားတဲ့အခါမှာစောက်ရတဲ့ row ကသူတို့နဲ့မကိုက်ဆိုရင်တခြားတယောက်ရဲ့ row ခိုးရတယ်အတင်းတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ရေလို့ခေါ်တယ်ကစားပုံဆိုတာရှိတယ်စင်ကျင်တုံတရားလွတ်လပ်မှုအမေ့ရေထဲမှာအသက်ရှင်နိုင်ဖို့တနည်းမကရှိရအဲ့ဒီရေနဲ့မင်းနဲ့မကိုက်ဆိုရင်တော့တေလိမ့်မယ်ဒါမှမဟုတ် လိုက်လျောညီထောင်နေပြီးတော့အသက်ဆက်ရှင်ပါလားမင်းတို့နဲ့အယောင်နဲ့ကန့်ညီအောင်အယောင်ချဲပါလားကဲထားပါမင်းတို့အားလုံးလည်းဒီမှာဘလို့တိုက်ခိုက်ရမလဲဆိုတော့တိပြီးပြီဆိုတော့ပထမပွဲစဉ်အပီးအစ်စ်နေကိုကြီးညာမယ်အခုပွဲစဉ်နေအားလုံးအပီးမှာဒါရီကမင်းတို့ရဲ့တနစ်စာဝင်ငွေပဲမင်းတို့အားလုံးကဘာအနဲ့နဲ့ကလပ်အုံနာတွေကကြီးနေတယ်မင်းတို့ရဲ့ကစားပုံတွေကစောင့်ကြည့်ခံနေရပွဲပြီးတိုင်းမှာမင်းတို့ရဲ့တန်ကြီးတွေကိုလီလံဆွဲမယ်အဲ့ဒီတန်ကြီးတွေကိုငါအစ်စ်အနေနဲ့တတ်မှတ်မယ်ဘလူးလော့ရဲ့လီလံပွဲဒီဖြောပြေးပွဲကြီးရဲ့ပုံရိပ် အပြည့်စုံကဘာကြီးကိုပြသလိုက်ပြီ ဆိုပြီးတော့ဆရာဦးမိုးခွတ်ကလေလံပွဲအကြောင်းရှင်းပြရင်းနဲ့ chapter 168ကဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်ပိုင်းနေမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းတာတွေလာမှာမလို့စမျက်ပြေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။အားပြီးကြတဲ့သူတရားချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ပိုင်းနေမှာပြန်တွေ့ကြတာပေါ့။